မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တရားမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL တို့နဲ့အပြစ်ရနိုင်ခဲ့ပါတယ်။စစ်တပ်ဟာစစ်စင်ရေးနယ်မြေတွေကျုံသွားတာကိုအခွင့်အကောင်းရှုပြီးရခိုင်ပြည်သူတွေကိုပြစ်မှတ်ထားတဲ့ပုံကျဲတိုက်ခိုက်မှုတွေလှုပ်လာတာလို့ AA ကပြောပါတယ်။ရခိုင်ပြည်နယ်ကစစ်တွေရသေးတောင်ပုံနှကြုံပေါက်တော့နဲ့ကျောက်ပြမျိုးတို့မှာရှိတဲ့အရတားပြည်သူတွေရဲ့ပေါ်အောက်တိုဘာ29ရက်နေ့ကနေ31ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်ခဲ့ပြီးအရတားပြည်သူ၁၂ဦးသေဆုံးက32ဦးဒဏ်ရာရခဲ့တယ်လို့သိရပါဗျ။ရှမ်းမြောက်ဖမ်းမှာသူတို့ကဒီလိုပုံစံမျိုးအလားတန်တူကေတော့ပုံစံမျိုးသူတို့တောက်လျှောက်လုပ်ခဲ့ရကြဆိုလိုရင်းကကျွန်တော်တို့လက်လှမ်းမိန်တလောက်တည်င်းနေအရာဆိုရင်ဒီကိုကန်အဖေ MN NDA နဲ့အပြစ်ခံရစီရင်မဖြစ်ခင်တုန်းကလေတို့ဒီလိုပုံစံမျိုးပဲလူတွေရက်ွက်တွေကိုပဲတို့တောက်လျှောက်ဟိုပြစ်ပြစ်ခဲအခဲအပိုင်းနေရှိရသူနေတူဆိုပဲဒီလုံးလုံးလန်းလန်းအပြစ်ခံရစီတော်တဲ့ဒီ TNL ဖက်ဘလုံးဖက်မှာတုန်းကလေတို့ဒီလိုမျိုးပဲတို့ဒီအရသာပြင်းမဲ့တွေကအဓိကဟိုပြစ်ခတ်ခဲတဲ့အပိုင်းနေရှိရဆိုလိုရင်အတိတ်တွေကဘာဖြစ်လာလဲဆိုရင်မင်းတို့ဟိုအပြစ်ခံရစီလုံးလားဟိုဟိုစေကိုဆမ်မတိတ်ဖို့အတွက်မင်းတို့လူထုကငါတို့တက်ပြရဲဆိုတဲ့ပုံစံမျိုးဖက်ဖို့တောင်းတဲ့ပုံစံမျိုး တစ်ခါမှဖြစ်တဲ့ကြောင့်တနည်းနည်းနဲ့အာရခတက်တော်အပေါ်မှာသူတို့ဖိအားပေးတယ်လို့ပဲမြင်နေကြကျွန်တော်တို့ကတော့အနာဒိန်တက်လေးချောင်းတိုက်ခိုက်မှုလုပ်သွားတဲ့နေရာတွေကစည်ရေးပြတ်မှတ်မဟုတ်သလိုမြေပြင်မှာတိုက်ပွဲဖြစ်နေတဲ့နေရာလည်းမဟုတ်ဘူးလို့ဒေသခံတွေကပြောပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာအနာဒိန်တက်ဆက်ရှိနေတဲ့ကြောက်ပြူမြို့မှာအေးနဲ့အနာဒိန်တက်တို့တိုက်ပွဲဖြစ်ပွားနေသလိုစစ်တွေမြို့မှာလည်းနှစ်ဖက်အပြန်အလှန်လက်နက်ကြီးပစ်ခတ်မှုတွေမကြာခဏဖြစ်နေတယ်လို့ကိုဝေဟင်အောင်ကပြောပါတယ်။ ဒါအပြင်ရခိုင်ပြည်နယ်ထိဆက်နေတဲ့ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာအနာသိန်းတက်ရဲ့စစ်ရေရင်တွေကန်းကက်ကန်းထိုးဖို့ကြိုးစားနေတဲ့အတွက်နှစ်ဖက်ဆစ်ဆိုင်ထားတဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်။ရခိုင်ပြည်နယ်နဲ့ထိဆက်ရမကွေးတိုင်းပဲခူးတိုင်းနဲ့အေရရီတိုင်းတို့ကနယ်စပ်ဒေသတွေမှာလည်းအေနဲ့အနာသိန်းတက်တို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။အဲသူတို့ဟာစွမ်းမနိုင်ကီမီနဲ့ဆိုးဆိုးတဲ့စစ်ပုံရပါအရိခတ်တတို့အေအေကိုတိုက်ခိုက်တာမနိုင်တဲ့အတွက်ကြောင့် ပြည်သူတွေဟာကြောက်စိတ်တရားဝင်အောင်လို့ပုံစံမျိုးတွေနီးလန်းတွေတုံပြီးတော့လှုပ်လာတာတွေ့ရတယ်။ပြည်သူလူထုရဲ့စိတ်ထဲမှာအကြောက်တရားလွှမ်းမိုးစေခြင်းတဲ့ဟိုဘာလဲဘူဟာတစ်မျိုးပေါ့လို့ပုံစံမျိုးတွေရှိတယ်ဘယ်လိုပြောမလဲအရကတတ်တို့အေးအေးကြောင့်ငါတို့ပြည်သူတွေဒီလိုဒီလိုဖြစ်ရတဲ့ဆိုပဲစိတ်ထားမျိုးဝင်အောင်ပုံစံမျိုးပလန်ကိုဆွဲလာတာတွေ့တယ်။ဒါမှကျွန်တော်တို့ပြည်သူတွေဟာအားထားစရာ ကျွန်တော်တို့အားခတ်တိုတမျိုးပဲရှိတယ်ရှုံးမဲ့မဲ့ပြီးတော့ဒီစစ်ရှုံးစစ်ကောင်စီကရှုံးမဲ့မဲ့ပြီးတော့ရခိုင်ပြည်သူလူထုတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေတယ်လို့ကျွန်တော်တဦးတယောက်အမြင်နဲ့နေပြီးတော့ဒီဟာရှုံမြင်တာပါပြီးခဲ့တဲ့ဩဂတ်လ5ရက်နေ့အနာသိန်းတက်နဲ့အပြစ်မရက်မီကာလာက TNL ကပြုတ်လုတဲ့သတင်းစာ ရှင်းလင်းပွဲမှာ TNL ပြောခွင့်ရသူလွေရီဦးကအနာသိန်းတက်ဟာညီနောင်မမိတ်၃ဘွဲ့အပေါ်မှာ တရုတ်ဆိုရအကူအညီရယူကတူညီတဲ့ဖိအားပေးနေတယ်လို့ထုတ်ပြောသွားပါတယ်။ဒီဖိအားဟာ MNDA ပေါ်မှာအောင်မြင်ခဲ့ပြီးအပြစ်ရခဲ့ရပြည်တဲ့နောက် TNLA အပေါ်မှာလည်းဆက်ပြီးဖိအားပေးလာကြောင်းနဲ့ TNLA ပါအပြစ်ရခဲ့ရရင် တူညီတဲ့ဖိအားမျိုးအေအေကိုဆက်ပေးလာနိုင်တယ်လို့ပြောသွားခဲ့တာပါ။လက်ရှိမှာတော့ TNLA ကတရုတ်အစိုးရအကြောင်းဝင်ညှိနှိုင်းပေးမှုနဲ့အနာဒိန်တက်တဲ့အပြစ်ရကမိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကို ပြန်ပေးဖို့သဘောတူညီခဲ့ရပြီဖြစ်ပါတယ်။ ကုန်းတန်အပြင်းတော့မတူဘူးဗျသူဘက်ကနေပြီးတော့ကိုကန်းနေစဉ်းစားချက်ရဲကိုကန်းနေရဲရက်တိချက်ရဲဒီဘက်မှာဘလုံးရဲစဉ်းစားချက်ရဲဘလုံးရဲရက်တိချက်နဲ့ကျွန်တော်တို့ဒီ RF တက်တော့နဲ့ဒီရခိုင်ပြည်သူလူထုရဲရက်တိချက်ကပုံစံမတူဘူးဗျ ဒီဖမ်းမကကျွန်တော်တို့ကကြာရင်ဟိုဖမ်းမကကြာရင်သူတို့ရဲ့ကျိုးထောင်းနှောက်ခံနိုင်ငံဆိုတာရှိရပေါ့အပေါ်မင်းလေးပြောမယ်ဆိုရင်တရုတ်နဲ့အရန်နင်းခဲ့တယ်သူတို့မှာတရုတ်ဘက်ကစန္ဒေးခါအကူအညီအထောက်အပံ့မရဘူးဆိုရင်သူတို့ပြည်သူလူထုကတစ်ဖက်မှာဘုံနဲ့ပြစ်ခတ်ခံနေရတယ်တခြားတစ်ဖက်မှာစန္ဒေးခါရှောင်းပမှုနိုင်ငံကိုသူတို့ဆူဆူရောခံနေရတယ်ဒါပေမဲ့ကျွန်တော်တို့မှာကံကောင်းတာကတခြားဘက်ကရနိုင်တဲ့ဒီတခြားလမ်းကြောင်းတွေရှိရ MNDA အနာသိန်းတက်နဲ့အပြစ်မရခင်လာရှိုးကို ပြန်မပေးရမီကာလ2024ခုနှစ်နှောင်းပိုင်းမှာ MNDA ရဲ့ကောင်းဆောင်ဖုန်တာရွှေကို တရုတ်ဆိုရကတရုတ်နိုင်ငံဘက်မှာအကြဲချုံနဲ့ထိမ့်သိမ်းထားတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့ကဖုန်ဒါရွှေဟာလူမြင်ကွင်းကနေလအတန်ကြာပျောက်ကွယ်နေခဲ့ပါဗျ။အဲဒီနောက်မှာလရှိုးကိုပြန်ပေးပြီးအပြည့်ရဲ့အစီအစဉ်ထွက်ပေါ်လာခဲ့တာပါ။အေးကတော့အနာသိန်းတဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာအရက်သားပြည်သူလူထုကိုဥတီတိုက်ခိုက်တဲ့နီလန်အတိုင်းရခိုင်ပြည်နယ်မှာလည်းလှုပ်ဆောင်လာနိုင်တာကြောင့်ရခိုင်လူထုအနေနဲ့အရင်နေ့ရက်တွေထပ်ပိုပြီးသတိထားကြဖို့သတိပေးတိုက်တွန်းထားပါရဲ့ရှင်။